ီသချင်းလေးကိုကျွန်တော်ရေးထားတာကြားပါပြီကျွန်တော်ကိုပိုင်တည်ရှင်မှုပါဒါပေမဲ့ကျွန်တော်ကရှေ့ဆုံးကရေးပြီးနောက်ဆုံးမှဆိုဖြစ်ပါလေခင်ဗျနောက်ဆုံးမှဆိုဖြစ်တယ်လို့ပြောရတာကလည်းဂီတာသမားတချို့ဟာတစ္ဆာမဲဆိုတာကျွန်တော်ရှေ့ကနေပိတ်ဆို့သွားကြလို့ပါပဲကဲအားလုံးပဲမင်္ဂလာပါနော် CC ပါ Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ပေါ့နော်ဒီမှာတခြင်းလေးလိုက်နားထောင်နေရင်းနဲ့ဗျာတခြင်းလေးတပုတ်ကိုကျွန်တော်တွားပြီးတော့ စိတ်ဝင်စားမိသွားတာပေါ့နော်ဥလမိုးတချင်းလေးကိုကျွန်တော်နားထောင်နေနေဒီတချင်းလေးမလာခင်မှာပေါ့နော်ဥလမိုးပြောသွားတဲ့စကားတွေကနည်းနည်းစိတ်ဝင်စားသွားတာပေါ့နော်ဒီသူကဒီတချင်းလေးဟိုတိတ်တောင်ဆိုခြင်းတော့တဲ့ပုံစံမျိုးမဟုတ်ဘူးဗျာသူကအခွင့်ကြော်ခံလိုက်ရလို့ဒီတင်းနေတဲ့ပုံစံမျိုးစကားပြောသွားတာပေါ့နော်အဲ့တချင်းလေးကိုတွေ့တော့ကျွန်တော်စိတ်ဝင်စားသွားတာပေါ့နော်အဲ့တချင်းလေးတည်းကဘာလဲဆိုတော့ ြောပရစီဆိုတဲ့တချင်းလေးပေါ့နော်ဥလွမ်းမိုးရဲ့ပြောပရစီဆိုတဲ့တချင်းလေးပေါ့အဲ့တချင်းလေးကိုနားထောင်ကျင်နေဆိုရင်တော့ YouTube မှာပဲတွားပြီးရှာလိုက်နော်ဘာလို့ကျွန်တော်ဒီမှာတင်ပေးလို့မရဘူးကျွန်တော်ဒီမှာတင်ပေးရင် copyright မိလို့နော်အဲ့ကြောင့်အတန်မှာပျောက်သွားတတ်တယ်အဲ့ကြောင့်မလို့ကျွန်တော်ကျွန်တော်ဒီမှာတင်ပေးလို့မရဘူး YouTube မှာပဲပြောပရစီဆိုပြီးတော့တွားပြီးတော့ရှာလိုက်ပေါ့နော် view version မဟုတ်ဘူးပေါ့နော် over version ကိုရိုက်ရှာမှရမှာနော် over version မှာမှသူစကားပြောပါမှာ new version မှာကျတော့သူစကားပြောမပါတော့ဘူးကွာနော် over version လေးကိုရှာလိုက်အဲ့လို over version ဆိုပြီးရှာလိုက်ပြောပြရစေ over version ဆိုပြီးတော့အဲ့အဲ့တခြင်းလေးကကျတော့ဘလို့ပုံစံလေးလဲဆိုတော့သူကအသေးနွမ်းခေါ်တန်းလို့အမြင်ရတဲ့ဥမေယံဝဲတခြင်းလေးပေါ့နော်ရဝေရဝေလို့ပဲလူသိများပေါ့နော်ရဝေရဝေပေါ့အဲ့တခြင်းလေးရဲ့ညိုမကိုပြောလိုက်ပါဆိုတော့ဥအောင်ကိုလည်းတခြင်းလေးရဲ့ပြီးတော့မအေးကိုချစ်လို့ပါဆိုတော့ဥလွမ်းမိုးရဲ့တခြင်းလေးရဲ့အဲ့သုံးပုံကိုပေါင်းပြီးတော့3 in 1ပေါ့နော်ပေါင်းပြီးတော့ဥလွမ်းမိုးကတခြင်းလေးတစ်ပုတ်ကို ပြန်ပြီးရပေါင်းဆက်ပြီးရအပြန်ဆိုထားတဲ့ပုံစံပေါ့နော်ပြန်ဆိုထားတာပေါ့အမျိုးလေးဆိုထားတာအဲ့ကျင်းလေးရလဲနားထောင်လို့ကောင်းတယ်ပေါ့နော်မိုက်တယ်အဲဒါပေမဲ့အဲ့အရှိမစကားပြောလေးကဘာလဲဆိုနည်းနည်းစိတ်ဝင်စားသွားပေါ့နော်ဒီတချင်းလေးကိုကျွန်တော်ရေးထားတာကြားပါပြီကျွန်တော်ကိုပိုင်တိရှင်ခုပါဒါပေမဲ့ကျွန်တော်ကရှေ့ဆုံးကရေးပြီးနောက်ဆုံးမှဆိုဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးမှဆိုဖြစ်တယ်လို့ပြောရတာကလည်းဂီတာသမားတချို့ကတစ္ဆာမဲဆိုတာကျွန်တော်ရှေ့ကနေပိတ်ဆို့သွားကြလို့ပါပဲဒီလာကိုကျင်းတဲ့ဇာတိတာတွေသူများနှာခေါင်းပေါက်နဲ့အသက်ရှူရှင်ကြတဲ့မြင်နေဟာဖျောက်ပြက်တင်လာပါဘောနော်အဲ့ဒါကျွန်တော် comment လေးတွေ like ပြီးတော့ ဖတ်ကြည့်လိုက် Google လေးခောက်လိုက်ပြီးရှာကြည့်ရအောင်နော်နည်းနည်းစိတ်ဝင်စားသွားလို့ရှာကြည့်ရခါကျတော့အဲ့လိုပုံစံမျိုးနောက်တစ်ပုတ်ထပ်တွေ့တယ်ပေါ့နော်နောက်တစ်ပုတ်ကဦးမေအောင်ဆိုတာပေါ့နော်ဦးမေအောင်ဆိုထားတဲ့ချစ်ဘူးသူတိုင်းလွမ်းဘူးသည်ဆိုတဲ့တခြင်းလေးပေါ့နော်အဲ့တခြင်းလေးရလဲ YouTube မှာပဲတော့ရှာလိုက်ပဲနော်ဟောဆိုကျွန်တော်တင်ပေးလို့မရလို့အချင်းပေါ့နော်ချစ်ဘူးသူတိုင်းလွမ်းဘူးသည်ဆိုတဲ့တခြင်းလေးပေါ့နော်သူကလည်းဒီစိမ့်ဆိုမှစိမ့်ဆိုတဲ့ ဦးဆိုင်ဆိုင်မော်ရဲ့တခြင်းရယ်ပြီးတော့ဦးလောင်မိုးရဲ့မအေးကိုချစ်လို့ပါဆိုတဲ့တခြင်းလေးတွေပေါင်းဆက်ပြီးတော့အတူကလည်းအဲ့လိုမျိုးတခြင်းတစ်ပုဒ်ဖန်တီးထားပါဗောနော်ဖန်တီးထားတာဟိုကလည်းတခြင်းတွေကိုပေါင်းပြီးတော့ဖန်တီးထားဒီကလည်းတခြင်းတွေပေါင်းပြီးဖန်တီးထားပါဗောနော်ဒါပြီးတော့ကျွန်တော်အဲ့လို comment လေးတွေမှာကျွန်တော်ကဒီတခြင်းနှစ်ပုဒ်ရဲ့အကြောင်းလေးတွေသိကြတော့ကျွန်တော်လိုက်ပြီးတော့ဖတ်ကြည့်ရောတည့်ရလူတွေရဲ့ဝင်ရေးထားရှိရပါဗောနော်ဝင်ထားဆိုတာအဲ့ဒီဦးလောင်မိုးကအရင်ဒီလိုပေါင်းဆက်မှုမျိုးလှုပ်ဖန်တီးပြီးတော့အရင်ရေးပြီးတော့ ဒါပေမဲ့မစိုးပြစ်ဘူးပေါ့နော်ဦးမေအောင်ကအရင်ဆုံးကောက်ပြီးတော့စိုးချလိုက်တယ်ပေါ့နော်စိုးစိုးပြစ်သွားတာပေါ့ဒီ idea မျိုးကိုရေးပြီးတော့စိုးလိုက်တယ်ပေါ့နော်အဲ့လိုကြောင့်ဦးလွတ်မိုးကဒေါသထွက်ပြီးတော့ဒီတချင်းအစမှာအဲ့လိုစကားပြောသွားတယ်လို့ဒီလို comment လေးတွေဖတ်ပြီးတော့ကျွန်တော်သိရပါပေါ့နော်ဒီ comment လေးဖတ်ပြီးတော့အဲ့ဒါသိရလေးကိုကျွန်တော်ကဒီမှာပြန်ပြီးတော့ဝေမျှပေးရပါပေါ့နော်ဒါလေးကတကယ်ဟုတ်လားမဟုတ်လားဆိုတာကိုဒီကတကယ်တကယ်သိရဆိုရင်ပေါ့နော်ဒီဒီကညီကောင်မောင်နှမမိတ်ဆွေတွေက ကျွန်တော်ကိုလည်း comment လေးမှာပြောပြပေးကြပါဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ CC Bar Entertainment YouTube channel TikTok တို့ကိုလည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်နော်အားလုံးပဲချစ်ချင်းမြတ်တာဖြင့်ငြိမ်းချမ်းကြပါစေဗျာ